ပရိသတ်ချောင်းအောင်မဲမင်္ဂလာပါရှင်မန္တလေးခေတ်ချန်နယ်နဲ့ပြန်လည်ကြွဆွန်လာရပါရှင်ကျော်ဆန်စုကြည်ကိုလွတ်ပေးဖို့နဲ့အပြစ်ကတ်ရက်စရေးကိုလေးစားသမှုရှိဖို့မြန်မာစစ်ကောင်စီကိုကုလသောင်းဆွန်လိုက်ပြီးလို့တင်ရပါတယ်စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာထိတ်တန့်ခံထားရတဲ့ကျော်ဆန်စုကြည်နဲ့တခြားသူတွေကိုအပြစ်ဝအလွတ်ငယ်ချတာခွင့်ပြုဖို့ကုလသမဂ္ဂအဖွဲ့ကတောင်းဆိုခဲ့ပြီးမြင်းကလင်းပေးတဲ့မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုအကြိမ်တရာကြော်ကိုရှုတ်ချလိုက်တာဖြစ်ပါတယ်မြန်မာစစ်တပ်ရဲ့အပြစ်ကတ်ရက်စရေးချုပ်ဖောက်မှုနဲ့ကျော်လည်းရဲ့အဖွဲ့တွေထိန်းချုပ်ထားရတဲ့ data မှရှိတဲ့ དེ ိတ်ပင်မှုအားကုလသမဂ္ဂအဖွဲ့ကဝေဖန်ခဲ့ရလည်းဖြစ်ပါရယ်မြန်မာစစ်တပ်ဟာအေဘီလာအနေနဲ့နေမှာအပြစ်ခံရဆက်ရေးအတက်ဝင်ပြန်အောင်တတ်ခတ်မှုအကြံရင်120ကျော်လုံးဆောင်ခဲ့တယ်လို့ကုလသမဂ္ဂလွတ်ခွင့်ရေးဆိုင်ရာကော်မရှင်နာမင်းကြီးရုပ်ပြောခွင့်ရတို့ကပြောဆိုထားဖြစ်ပါရယ်နိုဘယ်ငင်းချရေးဆိုရှင်ဒေါ်ဆာဆူချင်းနဲ့တမရအဝင်းမြအပါဝင် အာနာတိန်မှုနောက်ပိုင်းမှာဖန်ဆီးခံထားတဲ့သူတွေကိုအပြစ်ဝအလွန်ငယ်ချမ်းသာခွင့်ပြုကြောင်းကြေညာဖို့မြန်မာစစ်တပ်က၎င်းမြန်မာစစ်တပ်ကို၎င်းကတောင်းဆိုခဲ့တာဖြစ်ပါရယ် ရိုးရတကြံပွဲတော်နဲ့နေ့တကူဟာတနင်္ဂနွေနေ့မှာစတင်မှာဖြစ်လို့အကူအညီအလို့အဆောက်အဦတွေကိုကူညီပေးဖို့ကျမတို့တောင်းဆိုပါတယ်။နိုင်ငံတကာနိုင်ငံပေါ်ကတော့ဆက်ဆွချင်တဲ့သမရဝင်းမြအပဝင်အာနာသိမ့်မှုနောက်ပိုင်းမှာဖန်စီခံထားတဲ့တွေကိုအပြေဝလူငယ်ချမ်းသာခွင့်ပြုကြောင်းကြေညာဖို့မြန်မာစစ်တပ်ကိုတောင်းဆိုပါတယ်လို့သူကတော့ပြောဆိုထားဖြစ်ပါတယ်။လူသားချင်းစာနာမှုအကူအညီပေးအမဟာဟန်တမှုမရမြဖေရှားဖို့နဲ့စစ်စင်ရေးတွေရပ်ဆိုင်ဖို့မြန်မာစစ်တပ်ကိုတောင်းဆိုပါတယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာမင်းကြီးကထုတ်ပြန်ချက်တစ်ခုအတွင်းပြောဆိုထားဖြစ်ပါတယ်။လူသား ာချက်ဆန္ဒမှုဆိုင်ရာလှုပ်သားတွေကိုအကူအညီလိုအပ်တူတဲ့ထံမှာတွားရောက်ခွင့်ပြုဖို့မြန်မာနိုင်ငံမှာရှိတဲ့အဖွဲ့အစည်းအလုံးကို၎င်းအတုံးဆိုထင်တာဖြစ်ပါတယ်မြန်မာစစ်တပ်ရဲ့တော်လှန်ရေးတပ်ဖွဲ့တွေထိန်ချုပ်ထားတဲ့မြေတွေကိုတိုက်ခိုက်မှုတွေနဲ့မြေငလေးတွေမှာအသက်ရှင်တဲ့တူထံမှာအကူအညီပေးမှုအပေါ်မှာအနောက်ရှက်တာတွေရဆိုင်ရေးတွန်းအားပေးဖို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးစီရင်ခန်းစာတင်ပြသူတောမတ်အန်ဒရူးကလည်းလှုပ်ချုပ်ရေးကောင်စီကိုတိုက်တွန်းခဲ့ရတဲ့ဖြစ်ပါတယ် မြန်မာစစ်တပ်ဟာစစ်စင်ရေးတွေနှစ်ဆတိုးခဲ့တာကြောင့်အပြစ်ခံရစရေးကြေညာခဲ့ပြန်နောက်ပိုင်းမြန်မာနိုင်ငံမှာအခြေအနေတွေကိုတိတာစွာဆိုးရွားလာစေခဲ့တယ်လို့လည်းကောင်းဆက်ပြောဆိုထားဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့အဖွဲ့အစည်းအလုံးစစ်စင်ရေးတွေရပ်ဆိုင်ပြီးစက်ကောင်ဆိုင်လူသားလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့လူသားချက်ဆန္ဒမှုအကူအညီပေးမှုအပေါ်မှာနောက်ဆက်တာတွေအဆုံးသတ်ရေးတောင်းဆိုတဲ့ဆိုဖြတ်ချက်တရားကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကအရင်တကြီးစစ်ဆင်ပြင်မာတယ်လို့သူကပြောဆိုထားဖြစ်ပါတယ်။ချားတစ္ဆပ်ပေမှုကျွန်မမေကတာနာကိုပြပါရှင်အပင်နာစုံအတွေ့အကြုံတွေချစ်ဆွတင်ရှိပါရှင်။